ကဲဒီတစ်ခါလဲမမွန်ချက်ကျွေးနေကြအမေသားခပ်ခင်းအလုံးနဲ့လိုချက်လဲဆိုတာလေးသိကြည့်ပါအောင်နော်สไลด์ก็ให้นะคะแชร์ด้วยกันคอมเมนต์ปาไปได้เลยเนาะแชร์ต่อไปดูအရင်ဆုံးအမဲသားကိုအတုံးသေးသေးလေးတွေလီးပြီးတော့အရသာဆနွေငရုတ်တီမုံမဆလာတို့နဲ့ နယ်ပြီးတော့နှက်ထားရမှာဖြစ်ပါတယ်အာလူးကိုလည်းအတုံးသေးသေးလေးတွေလီးထားရမှာဖြစ်ပါတယ်ရဟောလာတော့ဟိုပြီးတာနဲ့အရသာတစ်ခါလဲနေထားရပါမယ် ပြီးတာနဲ့စီပူပူထဲမှာစနွဲနှင်းငယ်ထည့်ပြီးတော့အာလူးကို အပြင်ခွန်ကျွတ်တဲ့အထိကြက်အောင်ကြော်ထားရမှာဖြစ်ပါတယ်အာလူးအကုန်ကြော်ပြီးသွားရင်ဟင်းစားချက်တော့ပါမယ်အရင်ဆုံးချင်းကိုစီတက်မယ် ချင်း၆တော့မှာစက်တုံဖြူစက်တုံဖြူပြီးတော့မှာစက်တုံညီမွေးနေအောင်စီတတ်ပါမယ်ပြီးရင်ငရုတ်တီအကြမ်းဖတ်မှုအနှဲငယ်နဲ့အယောင်တင်မှုထည့်ပြီးတော့မွေးရောင်ဖက်ပြီးစီတတ်ပါမယ်။ ီးသွားရင်တော့ခရမ်းချင်သည်သေးသေးလေးတွေတုံးတာနဲ့ထပ်ပြီးတော့ခရမ်းချင်သည်ကြည်သွားတဲ့အထိနာနာစီတက်ပေးရမှာဖြစ်ပါတယ်ခရမ်းချင်သည်တွေကြည်သွားပြီဆိုတော့မှ အမဲသားကိုထည့်ပြီးတော့မှ စီပြန်တဲ့အထိတည်ရမှာဖြစ်ပါတယ် စီပြန်လာပြီးဆိုရင်ရေနှဲငယ်ထည့်ပြီးတော့ဖုံးအုပ်ပြီးတည်ထားလိုက်ပါအမဲသားနူးသွားပြီဆိုရင်အရေးအနှဲငယ်ကြံတဲ့အချိန်မှာကြော်ထားတဲ့အာလူကိုထည့်ပြီးတော့ပူရိုက်ပါ ခဏနေရင်အာလူးရဲ့အရသာဝင်သွားပြီဆိုရင်အိုးချလို့ရပါပြီအမဲသာအာလူးခပတ်ဟင်စားလို့ရပါပြီအမဲသာခပတ်ဟင်ကချက်ချောက်လေးစားရတဲ့အတွက်ရည်ခမ်းသွားပြီးတော့စီပြန်သွားပြီဆိုရင်တော့အမဲသာအာလူးခပတ်ဟင်ရပါပြီစကုံးစတာကိုရတဲ့